ဒါကျွန်တော်တို့နိုင်ငံဒီဒါဒီမိုကရေစီနစ်ကိုဒါကဥတီရှောင်းလန်းနေနိုင်ငံတဲ့နိုင်ငံဖြစ်ပါတယ်။ဒါကျွန်တော်တို့ဒီဒီမိုကရေစီနစ်ကိုကျင့်သုံးတဲ့နိုင်ငံတွေမှာဆိုရင်ကတော့ကျွန်တော်တို့ကရွေးကောက်ပွဲတွေဒီဒါအရေးကြီးပါတယ်။ဘာလို့ဆိုတော့ရွေးကောက်ပွဲကနေတစင်ဒါမဲပေးလာမဲပေးပြီးတော့မှပေါ့နော်ရွေးချယ်ခံရတဲ့အစိုးရတွေဒီဒါပြည်သူကိုကြားပြုပြီးတော့မှဒါကအုပ်ချုပ်ကြတာပဲဖြစ်ပါတယ်။ဒါကြောင့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနေကတော့ဒါကနိုင်ငံတော်ရဲ့တာဝန်ကိုပေါ့နော်ဒါမလွဲမရှောင်စွာရယူထားရတာပဲဖြစ်ပါတယ်။အဲဒီတော့သူရဲ့ဒါဥတီချက်9ရက်ထဲမှာဒါနောက်ဆုံးနေရာမှာပေါ့နော်။သူနောက်ဆုံးဒီချက်အနေနဲ့ကတော့ဒါ ရွေးကောက်ပွဲကိုပြန်လည်ပြုလုပ်ဖို့ဆိုပြီးပါလာဖြစ်ပါတယ်။အဲဒီအတွက်ဒါကနိုင်ငံတော်အနေနဲ့ဒါရွေးကောက်ပွဲတွေကိုဒါကျင်းပပြုလုပ်ဖို့တွေဒါကအစင်းစင်းပေါ့နော်ဒါကြိုတင်ပြင်ဆင်လာခဲ့တာရှိပါတယ်။နိုင်ငံတော်ကြီးကဲကိုယ်တိုင်ကလည်းလာလာမယ့်ဒီဇင်ဘာလနဲ့2026ခုနှစ်အဲ ျွန်တော်တို့ကဇန်နဝါရီလတွေမှာပေါ့နော်ရွေးကောက်ပွဲတွေဒါဒီတရားတာကာလအတွင်းမှာပြန်လည်ပြုလုပ်ပေးရမယ်ဆိုပြီးတော့မှဟာတာကဟိုပြောကြားသွားခဲ့တာတွေလည်းရှိတယ်ပေါ့လို့ဆိုတော့ကျွန်တော်တို့နိုင်ငံကလက်ရှိအခြေအနေမှာကတော့ဒါကဟိုပေါ့လေကျွန်တော်တို့နိုင်ငံဟိုရှေ့ဦးတီချောင်းလမ်းအမိုင်ကဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတီချောင်းတဲ့နေရာမှာရွေးကောက်ပွဲတွေဒီမရှိမဖြစ်ရေးပါတယ်လို့ကျွန်တော်အနေနဲ့တော့ဟာကျွန်တော်ဟိုသုံးသပ်မိပါတယ်ဟာဒါဒီဒီလာမယ့်ရွေးကောက်ပွဲတွေဒါကအသွင်ကူပြောင်းရေးပုံစံမျိုးပေါ့နော်ဒါ transition နဲ့ဟာ election ပုံစံမျိုးဖြစ်သွားပါမယ်အဲ့ဒီအတိုင်းကျွန်တော်တို့ကဟာဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုဆက်ပြီးတော့ မှာပေါ့နော်အဲဒါကလည်းအဆင့်နေတော့ရှိဦးမှာပေါ့လေဒါဆက်လက်ပြီးတော့မှတိကျတော့မှဖြစ်ပါအဲ့အတွက်ဒါပြည်သူလူထုအားလုံးပေါ့လေဒါကဟိုကျွန်တော်တို့ကမဖြစ်မနေမဲပေးမှုသိနေလို့ကျွန်တော်အနေနဲ့တော့ဒါတိုက်တွန်းလိုပါတယ်အထူးသဖြင့်ကျွန်တော်နောက်ပိုင်းဒီ2020ပြည်နှစ်နောက်ပိုင်းမှာဒါ session နှစ်အဲပြည်လာရမယ်တော့လူငယ်တွေလည်းရှိတယ်ပေါ့နော် first time voter တွေလည်းရှိပါတယ်ဒါတို့ကလည်းအရေးကြီးတယ်ပေါ့နော်ဆိုတော့ဒီ first time voter တွေအနေနဲ့လည်းဒါကမပြတ်မကွက်ဒါမဲပေးဖို့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့ဒီလိုပဲအသုံးသတ်မိပါတယ်ခင်ဗျာဟုတ် အဲ့မှန်ပါလေကျွန်တော်တို့ကရင်းချင်းဆိုတာကတော့ကျွန်တော်တို့ကဟာလာကျွန်တော်တို့ဒီလွတ်လပ်ရေးနဲ့အတူတူအာဒါကအတူတူဖောက်ွားလာတယ်ပေါ့လေကျွန်တော်တို့ဒါလာပြည်တွင်းဟာလာကမတည်ငြိမ်မှုတွေပေါ့နော်အဲ့တော့ပြည်ပြဖက်ခါတွေရှိနေတာဖြစ်ပါတယ်ဒါတွေကိုလည်းခေဆက်ဆက်မှာအစိုးရဆက်ဆက်ကပေါ့နော်ဖြည့်ရှင်းပြီးတော့မှရင်းချင်းရယူဖို့အတွက်ဒါကစူးစမ်းခဲ့ကြရတယ်အချိန်မောပြောတာရှိတယ်အောင်မြင်တာလည်းရှိသလိုအောင်မြင်ဖို့လိုအပ်နေတဲ့အရာတွေလည်းရှိနေသေးတယ်ပေါ့နော်ဒါပေမဲ့လည်းအစိုးရဆက်ဆက်ကတော့ဆက်ပြီးစူးစမ်းနေတယ်ပဲဖြစ်ပါတယ်လက်ရှိဒါအစိုးရလက်ထက်မှာလည်းပေါ့နော်ကျွန်တော်တို့ဒီငင်းငင်းရရှိဖို့အတွက်ဆိုပြီးတော့မှနော်ဖိတ်ခေါ်ဆွေးနွေးကြရတယ်အချိန် င်ကြီးပြုတ်လုခဲ့တာရှိတယ်။အေးဒီ NCO NCA ကိုဒါလက်မှတ်ရေးထိုးထားပြီးသားလေးအဖွဲ့တွေရောလက်မှတ်မထိုးထားတဲ့အဖွဲ့တွေကိုနော်နိုင်ငံတော်အကြီးအကဲပါဝင်လာကျွန်တော် NSPNC ကတောင်းရှိပုဂ္ဂိုလ်များကိုယ်တိုင်လည်းဒါကအချင်းချင်းတွေ့ဆုံခဲ့တာတွေလည်းရှိတယ်ပေါ့နော်။လက်ရှိအခုပြုတ်လုနေတဲ့ဒါငင်းငယ်ဖိုရမ်မှာဆိုလည်းဟာလာကျွန်တော်တို့ဒီ NC လက်မှတ်ထိုးထားပြီးသား EA အဖွဲ့တွေမထိုးရသေးတဲ့အဖွဲ့တွေအဲဒါအပြင်နိုင်ငံရေးပါတီတွေဟာလာကျွန်တော်တို့ဒါကသင်္ကန်းကပေါ့နော်။အာကျွန်တော်တို့ဒီအဖွဲ့တွေပေါ့နော်။ဒါဒီတခြားပညာရှင်တွေလည်းအများကြီးတော့ပါဝင်စုပေါင်းပြီးတော့မှာပေါ့နော်။ကျွန်တော်တို့ဟာလာက မြန်မာနိုင်ငံကအနာဂတ်မှာရှိဖို့သွားမဲ့ဟလာမဟာပြည်ဝရနေပြည်ဝရကိုဆက်လက်ပေါ်တော့စူးစမ်းနေကြတာပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်နိုင်ငံမှာဟိုခုနပြောခဲ့လို့ပဲဒါရုပ်ဘဝချင်းမှာတော့မှာဖြစ်တယ်။အခုပြောင်းကာလာတစ်ခုဖြစ်တယ်။အဲ့မှာအရေးကြီးတာလုံညုံရေးဖြစ်ပါတယ်။အာကျွန်တော်တို့ဒီမြန်မာနိုင်ငံဟလာနေဆက်ဒေသနဲ့တချို့နေရာတွေမှာဒါလုံညုံရေးရချင်းချောက်ခံနေရတဲ့အနေအထားမျိုးရှိပါတယ်။ဒီမှာလုံညုံချင်းချောက်မှုဆိုတော့အမျိုးမျိုးရှိရပါလိမ့်။ပြည်ပါကနေပြီးတော့မှာချင်းချောက်တဲ့အနေအထားရှိသလိုပြည်တွင်းမှာလည်းဖြစ်ပေါ်နေတဲ့လုံညုံဆိုင်ချင်းချောက်မှုတွေကလည်းအများကြီးဖြစ်ပါတယ်။အဲ့တော့ဒီလက်ရှိအစိုးရ တွေမကပဲနဲ့ပေါ့နော်ကျွန်တော်တို့ကသက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးမြေလူလူကုန်ရဲအားလုံးကုန်ရဲကလုံမျိုးရေးဆိုင်ရာအသိဉာဏ်တွေရှိဖို့လိုတော့ကျွန်တော်အနေနဲ့တော့ဒီလိုပဲသုံးသပ်အမိပါတယ်မြေဘာလို့လဲဆိုတော့ကျွန်တော်တို့ညီနိုင်ငံရဲ့အသိကူပြောင်းရေးအတွက်ဒါကောင်းအောင်ကောင်းကျိုးလုပ်နေတဲ့အချိန်မှာဒါကိုဖျက်လို့ဖျက်စီးလုပ်ရှင်နေတဲ့အဖွဲ့အစည်းတွေလည်းအများကြီးရှိနေတဲ့အနေမျိုးဖြစ်ပါတယ်ပြပကလည်းရွေးကောက်ပွဲတွေကိုမဖြစ်ဖို့အတွက်ပေါ့နော်ဟိုပြောဆိုနေကြတယ်ရှိသလိုပဲပြည်တွင်းမှာလည်းအချို့အဖွဲ့အစည်းတွေကနေပြီးတော့မှာပေါ့နော်ဒါရွေးကောက်ပွဲကိုဟာလာမဖြစ်စေဖို့အတွက်ဒါကြိုးပမ်းဆောင်ရွက်နေတာရှိပါတယ်ဒီမှာလည်းနီလန်မောင်းစံလောက်ကြတာပေါ့လေ ဒါဂျပန်အနေနဲ့လုံးသူလို့ရှိလို့ဟုတ်လားကျွန်တော်တို့ဒါမီဒီယာတွေကတဆင်လဲအသုံးချပြီးလုံးဆောင်နေတာမျိုးမျိုးရှိပါတယ်ဒါကကျွန်တော်လက်ရှိကြုံတွေ့နေရတဲ့လူမျိုးဆိုင်အချင်းချင်းမှုနေထားမှာဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့ကတေချာခွဲခြားသိမြင်ပြီးတော့မှာပေါ့နော်လက်ဘလို့ရင်ဆိုင်သွားမယ်ဘလို့ဖြည့်ရှင်းသွားမယ်ဆိုတော့အချက်ကလည်းအရေးကြီးပါတယ်ဒါမှမဟုတ်ကျွန်တော်မကြာခဏပြောခဲ့သလိုပဲကျလားဒီလူမျိုးဆိုင်အချင်းချင်းမှုနေပတ်သက်ရင်ကျွန်တော်တို့ကသတင်းရယူမှုပိုင်းကလည်းအရေးကြီးပါတယ်အဲဒါတော့ကျွန်တော်တို့ကဒီအချက်မဲ့နှောက်ယှက်မှုနေပတ်သက်ပြီးတော့မှာလဲကျွန်တော်တို့သတင်းမှုပေါ့နော်အာလင်းလင်းမြန်မြန်ရယူပြီးတော့မှာဂိုင်းတွေဖြည့်ရှင်းသွားဖို့ လိုအပ်တယ်လို့ကျွန်တော်အနေနဲ့တုံ့သက်ချက်ပါတယ်ခင်ဗျာအဲယောဂဝက်တစ်ခုတည်းနဲ့ကတော့ဒါအရာရာဖြစ်ရှင်းနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့လည်းခုနပြောခဲ့သလိုပေါ့လေကျွန်တော်တို့ကအာကျွန်တော်တို့ဒီလက်ရှိအစိုးရအနေနဲ့ကတော့လာကျွန်တော်တို့ဒီလာမဲ့အာယောဂခံရမဲ့အစိုးရကိုလွှဲပြောင်းမိမဲ့အချိန်မှာတော့ဒါယောဂပွဲတွေဒီရဲ့အဲ့ဒါတစုံတစ်ခုရဲ့အတော်အဖြေကိုပေးသွားနိုင်မှာဖြစ်ပါတယ်ဒီကတည်းကဆင့်ဟာဒီယောဂပွဲတွေဖြစ်ပေါ့ အောင်မြင်စွာပြီးမြောက်သွားမယ်အဲ့ဒီကတစ်ဆင့်ဟာရုပ်ောက်တင်မြောက်ခံရတဲ့အစိုးရဖြစ်လာမယ်ဒီအစိုးရကနေဆက်ပြီးတော့မှဟာကြံရှိနေတဲ့လုပ်ငန်းစဉ်တွေပေါ့လေဟိုမှာငင်းငယ်လုပ်ငန်းစဉ်ဆိုတာလည်းတင်းနေတဲ့တရက်ထင်းနဲ့ပြည့်ရတော့မှာမဟုတ်ဘူးကျွန်တော်တို့ဆက်ပြီးတော့မှဖြည့်ရှင်းလုံးဆောင်သွားမယ်အပိုင်းတွေလည်းအများကြီးရှိသေးရပါတော့အဲ့တော့ဆက်ပြီးတော့မှရုပ်ောက်ခံရမယ့်အစိုးရအနေနဲ့ကလည်းဒါဒီယာကိုလက်ဆင့်ခံဆက်ပြီးတော့မှဖြည့်ရှင်းသွားမယ့်လုပ်ငန်းဖြစ်တယ်လို့မြင်ပါတယ်အဲဒီရုပ်ောက်ဘက်တစ်ခုနဲ့တော့ဒါကအားလုံးဟိုဖြည့်ရှင်းနိုင်မှာတော့မဟုတ်ဘူးဒါပေမဲ့ဒါကမဖြစ်မနေဖြတ်လန်းသွားရမယ်ဒါအခြေအနေတစ်ခုဖြစ်တယ်လို့ကျွန်တော်ဒီလိုမြင်ပါတယ်ခင်ဗျာ ရွေးကောက်ပွဲအကယ်၍မကျင်းပဖြစ်ဘူးပေါ့လေဒါမှသေချာတော့ဒါကျင်းပဖြစ်မှာဖြစ်ပါတယ်အကယ်၍များအကယ်၍များဆိုတဲ့ဟာမျိုးဖြစ်လာခဲ့ရင်ကတော့ကျွန်တော်တို့ကလူမျိုးဆန်အချင်းချင်းမွေပို့ပြီးတော့မှအဆိုးလာနိုင်မယ့်အနေအထားမျိုးရှိရပါတယ်တစ်ဖက်စက်ညင်မဲ့အဖွဲ့စည်းနေနေကလည်းသူတို့သွားကျင်တဲ့အစီအစဉ်တွေအာဂျင်နာတွေအတိုင်းဆက်ပြီးတော့မှအဖြစ်မောက်လုပ်ငန်းတွေပေါ့လေအဲ့ဒါအဖြစ်မောက်လုပ်ငန်းတွေဆိုရလဲဒါမြေပြင်မှာလှုပ်ဆောင်သူတို့ပဲဟလာလေလိုင်းတွေရောဟလာဆိုလိုတာကတော့ media warfare ပေါ့လေဒါဒါမျိုးနဲ့နှီးမျိုးစုံနဲ့ဆက်ပြီးတော့လှုပ်ဆောင်သွားမယ်အဲ့တော့ပြည်သူလူထုအနေနဲ့လည်းပို့ပြီးတော့မှပေါ့လေကျွန်တော်တို့ဟိုစိတ်ဒုက္ခရောက်တာတွေเนาะစိတ်ဟို ဒါမျိုးတွေအခက်အခဲတွေအခြေအနေတွေပုံပြီးဂျုံတွေ့လာမှကျွန်တော်တို့ဒီလိုယူဆပါတယ် အမှန်ပါတယ်လူငယ်တွေကဒါအနာဂတ်ရဲ့ကျွန်တော်ခေါင်းဆောင်တွေဖြစ်ပါတယ်အနာဂတ်နိုင်ငံတော်ကိုမျိုးတွတ်တဲ့ရေလှုပ်ဆောင်ရမှာမောင်းနေအားတွေလည်းဖြစ်ပါတယ်ကျွန်တော်တို့အများနဲ့ပြောလေးဟိုကျွန်တော်တို့ဒီလူကြီးနဲ့တကောင်စင်ကောက်တဲ့အချိန်မှာပြောလေးရှိရပေါ့ကျွန်တော်2014ကောက်သလိုပဲ2024ခုနှစ်မှာလည်းကောက်ခဲ့တယ်ပေါ့နိစနေချင်းကောက်ခဲ့တဲ့အချိန်မှာကျွန်တော်တို့နိုင်ငံတွေဒါက population bonus ပေါ့နော်ဒါကိုခံစားနေရတာဖြစ်ပါတယ်ဒါပေါ့ဆိုလိုတာကျွန်တော်တို့ဒီမှာလူလက်ပိုင်းလူငယ်လူကလပိုင်းအရွယ်ကပေါ့နော်အလုပ်လုပ်နေတဲ့လူငယ်တွေရေတွက်ကမြန်မာနိုင်ငံမှာပိုများနေတယ်ပေါ့ရှားနိုင်ငံမှာဆိုရင်တော့အာကျွန်တော်တို့က ဟိုတက်ကြီးရွယ်ဝရပို့ပြီးတော့များတဲ့အနေထိုင်မျိုးရှိရဲ့အလုံးလုံးနိုင်ငံလူတွေရဲ့အခြေအတွက်ကနေပါဆိုနေတဲ့အနေထိုင်မျိုးဖြစ်ပါတယ်ဆိုတော့မြန်မာနိုင်ငံမှာကျတော့ဒီအလုံးလုံးကန်နေတဲ့လူငယ်လူလက်ပိုင်းအရွယ်တွေကပို့ပြီးတော့များနေတဲ့အနေထိုင်မျိုးရှိပါတော့ population bonus ရဲ့အကျိုးခံစားနေရတာဖြစ်ပါတယ်ဒီဟာကိုထိထိရောက်အသုံးပြုဖို့လိုအပ်ပါနိုင်ငံတော်ဖွံ့ဖြိုးရေးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာပေါ့နော်ကြားကဏ္ဍကပဲဘယ်နေရာပဲဖြစ်ဖြစ်ပေါ့လိုပါတယ်အဲ့တော့ ူငယ်တွေအနေနဲ့ပြည်ပရောက်နေတာလည်းရှိတာပေါ့လေဒါပေမဲ့လည်းတစ်ချိန်မှာတော့ဒါပြည်မင်းကိုပြန်လည်ဝင်ရောက်ပြီးတော့မှမိမိသက်ဆိုင်ရာကဏ္ဍကနေနိုင်ငံတော်ဝင်ရောက်တဲ့လုပ်ငန်းတွေကိုလုံဆောင်သွားဖို့လိုပဲလို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်ခင်ဗျာ ကျွန်တော်တို့နိုင်ငံမှာစိန်ခေါ်မှုတွေတော့အများကြီးရှိကြပါဘောနော်ကျွန်တော်တို့မှာဟာလာကျွန်တော်တို့စိန်ခေါ်မှုတွေမှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်အစည်းအဝေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက်စိန်ခေါ်မှုတွေလည်းအများကြီးရှိသလိုပဲလုံခြုံရေးနဲ့ငြိမ်းချမ်းရေးဆိုင်ရာအတွက်လည်းစိန်ခေါ်မှုတွေအများကြီးရှိပါတယ်အဲဒီတော့ဟောကျွန်တော်တို့နိုင်ငံအနေနဲ့အစည်းအဝေးဖွံ့ဖြိုးတိုးတက်ရေးအတွက်နော်ဒီခုရက်ပုံမကောင်းမွန်တဲ့မူဝါဒချမ်းမလို့ဆောင်မလို့ပဲလို့ကျွန်တော်အနေနဲ့မြင်ပါတယ်နောက်တစ်ခုကတော့ဒါကအာကျွန်တော်နေဆက်ဒေသတွေပေါ်မှာနိုင်ငံတော်ငြိမ်းချမ်းအောင်လုံဆောင်သွားဖို့အရေးကြီးအရေးကြီးလို့မြင်ပါတယ်အဲဒီတော့စည်းဝါးရေးနဲ့လုံခြုံရေးဒါတွေကလည်းအပြန်နဲ့ဆက်ဆက်နေရာဖြစ်ပါတယ် ယ်ကွာဥမာအဖြစ်တော့ကျွန်တော်ငိမ့်ငိမ့်နဲ့ဘုံဘုံတွတ်တွတ်မှုဆက်ဆက်နေတယ်လို့ပေါ့လေကျွန်တော်တို့ကငိမ့်ငိမ့်မှဘုံဘုံတွတ်တွတ်မှုလုံးဆောင်နိုင်မှာဖြစ်ပါတယ်အဲတော့နေသက်ဒေသတည်ငိမ့်အင်းချမ်းသွားတာနဲ့အမျှလာဒီဒေသမှာရှိတဲ့လူရှိုးရဲ့လက်နက်ကင်မှုပြီးတော့အကြမ်းဖက်လူတွေတွေရဲ့စိတ်တရားလည်းအကျော်ပေါသွားမယ်ဟာလာဘုံဘုံတွတ်တွတ်မှုကိုဥတီဆောင်နိုင်မှာဖြစ်ပါတယ်အဲတော့ကျွန်တော်ကစီးပွားရေးဘုံဘုံတွတ်တွတ်မှုကိုဥတီလုံးဆောင်ရသလိုပဲဟာလာကျွန်တော်ဒေသတွေမှာငိမ့်ငိမ့်အတွက်လည်းလုံခြုံရေးကိစ္စတွေကိုဦးစားပေးဆောင်ရွက်သွားဖို့တင်တယ်လို့မြင်ပါတယ်ခင်ဗျဟုတ်ကဲ့အဓိကအဖြစ်တော့ဒါကမဲပေးကြပါဘောနော်ဒါဒါကိုပြောချင်ပါတယ်ကျွန်တော်က ဒီကျွန်တော်တို့နိုင်ငံအတွက်ပါပေါ့နော်ကျွန်တော်တို့ဥတီရှောင်းလန်းနေတဲ့ဒီမိုကရေစီဖရက်ပြည်တော်စုကိုသွားတဲ့နေရာမှာဟာရွေးကောက်ပွဲတွေအရေးကြီးဆိုတာပြောခဲ့ပြီးဖြစ်ပါတယ်အဲ့တော့ရွေးကောက်ပွဲတွေမှာမဲပေးမှသာလင်ပေါ့နော်ကျွန်တော်တို့ဥတီရှောင်းလန်းနေတဲ့လမ်းကြောင်းကိုပေါ့ရောက်ရှိသွားနိုင်မှာဖြစ်တယ်လို့ကျွန်တော်နေသုံးသပ်ချင်ပါတယ်ခင်ဗျဟုတ်ကဲ့